မင်္ဂလာပါခင်ဗျာဖရက်တာနေမြန်မာကနေအပတ်စဉ်တင်ဆက်ပေးနေတဲ့တော်လန်တီသူတို့ရဲ့အသံအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီစီဇန်ကနေဒေတာတီတီကနေနိုင်ရတောင်းဝန်ထမ်းပြီးတော်လန်ရင်းမှပါဝင်နေကြတဲ့သူတွေရဲ့စကားသံတွေကိုနားဆင်ခံသားမှာဖြစ်ပါတယ်ဒီစီဇန်ကိုအပတ်စဉ်ပုတ်တုံနေ့ညတိုင်းမြန်မာစံတော်ချိန်9:00နာရီမှာဖရက်တာနေမြန်မာရဲ့တင်ကိုရန်ဆောင်ကနာနဲ့မိဘမီဒီယာများမိဘဖွဲ့စည်းများတင်ကိုရန်ဆောင်ကနာတွေကနေတပြိုင်တည်းထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ဆောင်ရွက်ကြည့်ရှုအားပေးနိုင်ပြီဖြစ်ကြောင်းတင်ကောင်းပါအပ်ပါတယ် ဒီနေ့အစီအစဉ်အတွက်ပေါ့နော်ဖိတ်ခေါ်ထားတဲ့ဆွေးနွေးပွဲဖိတ်ခေါ်ထားတဲ့ရဲဘော်လည်းအစီအစဉ်ရောက်ရှိနေပြီဖြစ်တဲ့အတွက်ကျွန်တော်အစီအစဉ်လေးကိုစတင်လိုက်ပါရမယ်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော် Federal Channel မြန်မာရဲ့ Tollan Thuro ရဲ့အတန်းစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီစီစဉ်မှာပေါ့နော် Tollan ကြီးမှာပါဝင်နေတဲ့ Nepal တီတီကလူငယ်တွေနိုင်ငံရေးဝိသုပညာရှင်တွေရဲ့နိုင်ငံရေးအငြင်းလက်ရှိနေပြင်ခြေနေတွေနဲ့သူတို့ရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုဆွေးနွေးတင်ဆက်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါရဲဘော်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါ ဟုတ်ကဲ့ပါပထမအဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ Federal Channel မြန်မာရဲ့ Talent သူတို့ရဲ့အတန်းစီစဉ်မှာပါဝင်ပြီးတဲ့အတွက်အရင်ဆုံးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ပထမအဆုံးအနေနဲ့ဟိုလက်ရှိနာမည်ရဲ့အဲတာဝန်ယူထားတဲ့အခန်းကဏ္ဍလေးရဲ့ပြီးလို့ရှင်ဟိုတော့ဘာတိုင်းရင်းသားလဲပေါ့နော်ဘာလူမျိုးလဲဆိုတာလေးကိုလည်းမိတ်ဆက်ပေးပါအောင်ခင်ဗျအော်ဟုတ်ကဲ့ကျွန်တော်ကအခုအဲကျွန်တော်နာမည်တော့ငရေပေါ့နော်တလိုင်းနာမည်ငရေပေါ့တော့လက်ရှိတာဝန်ထမ်းဆောင်နေရတော့ KNDF ဥက္ကဋ္ဌရုံးပေါ့နော်အမဲဟိုရုံးထိုင်တော့မဟုတ်ဘူးဗျကျွန်တော် point လိုက်ပြတာဗျဟုတ်ကဲ့ခင်ဗျအာဒီဟုတ်ကဲ့တော်လန်ရင်းမတိုင်ခင်ကရောဟိုအဘာဒီလောက်ခဲ့လဲပြီးလို့ရှင်ဘလို့ချင်းနေကြောက်ဒီလိုလက်နက်ကင်လမ်းစဉ်ထိရောက်လာခဲ့လဲပေါ့နော်ဒါလေးလည်းပြောပြပြပါအောင်ခင်ဗျအော်ကျွန်တော်တော်လိုင်းမတိုင်ခင်တော့ကင်မရာမန်လုပ်တယ်ပြကင်မရာမန်အာကင်မရာမန်လုပ်ပြီးတော့ဗောနော်ဒီဆန္ဒပြဟိုဒီအာတိန်တော့ကျွန်တော်ဆန္ဒလိုက်ပြတယ်ဆန္ဒပြပြီးတော့ တိုင်းဘဝနေပေါ့နော်ဒီမျိုးမတရားခံရနေနေတော့တော့လည်းမနေနိုင်ဘူးပေါ့နေရတိုင်းကျွန်တော်အကကနေပြီးတော့ဆာပြီးတော့တော်လိုင်းရင်းစားဝင်ခဲ့တယ်စားဝင်တာတော့ကျွန်တော်အခုစားဝင်တာပေါ့ကျွန်တော်အခုစားဝင်ရတယ်သူကလက်တွဲခေါ်လက်တွဲခေါ်နေကျွန်တော်အမှတော်လိုင်းထဲဆာရောက်ခဲ့တာပေါ့ဟုတ်ကဲ့ပါအာလက်ရှိမှာရောဘယ်လိုပုံစံမျိုးတွေရုံးကန်လှောက်ရှားနေရတာတွေရှိလဲပြီးတော့ဒီလိုရုံးကန်လှောက်ရှားနေရတဲ့အချိန်မှာမိမိကိုယ်ကိုရောဒီ limit တာအတွင်းမှာဟိုဘယ်လိုပြီးတိဆောက်ထားရလဲပေါ့เนาะဒါလေးကိုလည်းပြောပြပေးပါအောင်ခင်ဗျာ အော်လောဆေးမှာတော့ကျွန်တော်ကတော့ဒီဒံရာထားတော့ဈေးကူတာနေနေဂျုံခက်နေတာပေါ့နော်နည်းငယ်ပေါ့ဒီလီနိတာအတွင်းမှာတော့ဂျုံခက်ရတဲ့ပြဿနာကြီးကတော့ဘယ်လိုပြောလဲဆိုတော့ဒီရှည်ရန်သွားခါကျရင်ကြည်လို့ကြည်စံမလုံတော့မှုတွေပေါ့အာအခက်အခဲဆုံးပြဿနာပေါ့နော်အာဒါဆိုပေါ့နော်ဒီငကွာကင်မရာမန်လောက်တယ် အာနိုင်ငံရေးနဲ့ပဲကလည်းမဟုတ်ဘူးပေါ့နော်။ဒါပေမဲ့ဒီလိုတော်လန်ရေးကလာမှသာလက်နက်ကင်လမ်းစဉ်တွေရောက်လာတယ်။အဲအဲ့လိုခါမျိုးမှာပေါ့အခုလိုကျန်းတန်းတဲ့လက်နက်ကင်တော်လန်ရေးလောကတွေဝင်လာဖို့ရွေးချယ်လိုက်တဲ့အခါမှာအာဘယ်လိုစိတ်မူတောင်းရလဲပေါ့မိသားစုအတိုင်းဝိုင်းတွေတငယ်ချင်းတွေအဲ့လိုပတ်ဝန်းကျင်တွေရောလက်ခံကြလားပေါ့နော်။ဟောဆဆချင်းကတော့ဟိုလက်မခံဘူးပေါ့နော်။ဟိုဘယ်လိုဖြစ်လဲဆိုတော့သူကဟိုကျွန်တော်မိဘရန်နေတဲ့ရှေးဦးဆန်နေဗျ။ ီအတိုင်းဝန်းထဲဝင်လာပြီဆိုတော့အာသူတို့ဒုက္ခရောက်မှာကြောက်တာပေါ့ဒါပေမဲ့ဖြည်းဖြည်းနားချရင်နားချရင်လည်းမိဘရဲ့လက်ခံလာတယ်ပေါ့အစားကျွန်တော်ဒီဘက်သွားမယ်လို့ဒီတော်လိုင်းနဲ့ဆောက်ဝင်မယ်ဆိုတော့ဒီကျွန်တော်ပေါ့ဖေးမဝင်ကြဘူးအဲကျွန်တော်ဘာမှလည်းမပြောတော့ဘူးမပြောဘဲနဲ့ကိုကိုဒိုင်မန်ထွက်လာပြီးမှကြောက်သွားပြီဆိုမှကျွန်တော်ရောက်သွားပြီစိတ်မပူနဲ့အရှင်နေအကုန်ကောင်းနေအဲ့လိုမျိုးပြောပြီးမှပဲရောက်သွားတာပေါ့ဒါတိုက်ခိုက်မှုတော့ရှိခဲ့တာပေါ့ဘယ်လိုလဲဆိုတော့ကျွန်တော်တချို့ကပြောကြတာပေါ့ ဒီတော်လိုင်းနဲ့ဝင်သွားတာမင်းကအရှိမဲနေမမဝင်သွားတာဒီအဲ့လိုမျိုးတွေဝိုင်းတိုက်ခိုက်ကြလည်းရှိတာပေါ့ဒါပေမဲ့ကျွန်တော်အချိန်နေကျွန်တော်တည်တာပေါ့နော်ဘယ်လိုဘယ်လိုပဲပြောနေပါစေဒီတော်လိုင်းမှာကျွန်တော်ဘယ်လိုပြောမလဲပို့ခင်ချင်းလာခဲ့တယ်ပေါ့ခြားကြောင်းကြောင်းမဟုတ်ဘူးဆိုတော့အခုကိုတည်တယ်ပေါ့ဒီတော်လိုင်းချက်တန်းလာတဲ့ကာလာတစ်လျှောက်လုံးမှာပေါ့နော်အကြီးမားဆုံးနဲ့အဆိုးရွားဆုံးညင်ဆိုင်ရတဲ့အခက်ခဲတွေကဘာဖြစ်မလဲပေါ့ဒီခက်ခဲတွေရောလူငယ်တယောက်အနေနဲ့ဘယ်လိုမျိုးဖြတ်ကျော်ခဲ့ရလဲပေါ့နော် อ๋อခက်ခဲရဲ့တော့မရှိဘူးဗောနော်သူတအားခက်ခဲရတော့မဟုတ်ဘူးဗောအကုန်လုံးအတူတူဖြတ်ကျော်လာခဲ့ရဆိုမရှိလို့ရှိတူတွေဒီရောက်မှလို့ပြောမို့တွေ့ရဆောင်ရညီကိုရင်းခောက်ခောက်တင်းနေဗောနော်ညီကိုတွေ့ရင်တိုင်းတော့မဟုတ်မယ်ညီကိုညီနဲ့ဆိုတော့ကိုဘယ်လိုပြောမလဲဒီဒုက္ခပြဿနာတစ်ခုကြုံရင်လည်းကိုကိုယ်တိုင်တော်တဖြည့်ရှင်းတာမဟုတ်ဘူးဗောအကုန်လုံးတူတူဖြည့်ရှင်းခဲ့ကြတော့ရရင်ခက်ခဲဘူးလည်းမဟုတ်ဘူးဗောအဲခက်ခဲတာတော့ကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုတော့ရှစ်တိုက်တိုက်ခိုက်သွားတဲ့အချိန်မှာ ရှင်မင်းဝင်မှုကြီးစံအင်အားမလောက်ငားတာတွေပေါ့အဲအဲ့ဒါလေးရောလည်းခက်ခဲတာရှိခဲ့တာပေါ့အာလက်ရှိမှာဒီလိုခက်ခဲတွေကိုဘယ်လိုမျိုးဖြေရှင်းနေတာတွေရှိလဲခင်ဗျာအော်ဟုတ်ကဲ့ဒါလို့ပြည်သူတွေရဲ့အကူအညီနဲ့ပဲကျွန်တော်ပြန်ပြီးဖြေရှင်းနေရတယ်ပေါ့ဟုတ်ကဲ့ဗျာဟောနောက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီရဲဘော်အနေနဲ့လက်နက်ကိုင်းဒေါ်လာရေးရုံထဲမရောက်ခင်ပေါ့နော်ဖြတ်တန်းခဲ့ရတဲ့ဟို လက်နက်ကင်လမ်းစဉ်မဟုတ်ခင်ပေါ့နော်ဆန္ဒပြတဲ့ကာလကစစ်ကောင်စီစန့်ကျင်ရေးအတွေ့အကြုံတွေရှိတယ်ဆိုလို့ရှင်လဲဟိုဟာနည်းနည်းလောက်မျှဝေပြပါအောင်ခင်ဗျာ။အော်ဟုတ်ကဲ့ဒီလက်နက်ကင်လမ်းစဉ်နဲ့မျှဝေဆန္ဒပြတော့ကျွန်တော်တို့ဒီကျွန်တော်ဇာတိမှာပေါ့နော်ကျွန်တော်ဇာတိမျိုးမှာဆန္ဒစားပြတယ်ဆန္ဒပြတဲ့အချိန်မှာလူပထမဆုံးတော့ဒီအရင်ကျွန်တော်တို့အီရှန်သာဆန္ဒပြခဲ့တယ်ပေါ့ဆန္ဒပြအနေနဲ့တူတူကနေပေါ့လက်နက်တုံးလာတယ်လက်နက်တုံးလာတဲ့အချိန်မှာကျွန်တော်တို့ မဖြစ်နိုင်တော့ဘူးဆိုတာတိလာတယ်တိလာရဲ့အချိန်မှာစတော့ခုတ်ခဲ့ပေါ့တော်မခုတ်ခင်မှာကျွန်တော်ဒီ UG လုပ်ခဲ့သေးရပေါ့မြို့ပေါ်မှာဟိုထောက်ထောက်ပံ့ရေးလမ်းကြောင်းတွေလည်းပါခဲ့တယ်ပေါ့ပြီးရင်ဟိုတင်ပေးရပေါ့နော် တင်ပေးရတယ်အဲ့လိုမျိုးကျွန်တော်လုပ်ခဲ့တယ်ဗျဟုတ် UG လုပ်တော့ဘယ်လိုခက်ခဲနေကြုံရလဲနောက်ပြီးတော့ဘယ်လိုမျိုးဟိုဒါဒီရင်ဆိုင်ကြော်ဖြတ်ခဲ့ရတာတွေရှိတယ်ပေါ့ဟောဘယ်လိုမျိုးရင်ဆိုင်ကြော်ဖြတ်ရလဲဆိုတော့ UG လုပ်ပြီးတော့ကျွန်တော်တို့မြို့မှာ လို့ကောင်းကောင်းနေလို့မရဘူးပေါ့ဘယ်လိုပြောမလဲဆိုတော့သူတို့ကကျွန်တော်တော့အမြန်လိုက်တယ်လေလိုက်တော့ကျွန်တော်ကလည်းပြေးရလေးရှိတယ်ပြီးရင်မတော်လို့တဲ့သူတို့ဟာကြရင်လည်းဘယ်လိုပြောမလဲသူကတော့ကျွန်တော်ဖုန်းဖုန်းနေပါဆက်ခါကြရင်နည်းနည်းခက်ခဲတာရှိတာပေါ့စကားပြောဆိုတာနည်းနည်းခက်ခဲတာပေါ့ကျွန်တော်တခါလဲလို့ဒီ UG လုံးနေရင်လည်းပေါ့ဟိုဟာရောက်သွားတာဗျအုတ်တွင်လာမတူဗျအဲအဖေရောက်ရောက်တဲ့အချိန်မှာသူပြဿနာတစ်ခုတက်ခဲ့တာပေါ့နော် အမှကျွန်တော်အရှုပ်ခံတစ်ခေါက်ရောက်ခဲ့တည်ရတာအရှုပ်ခံတော့နှိမ့်ဆက်ခံရလဲရှိခဲ့တည်ရတာဟုတ်ကဲ့ခင်ဗျာဒီအချုပ်ခံနေရောဘယ်လိုမျိုးပြန်လွတ်လာလဲပေါ့နော်။အော်ဒီပုံမှာလည်းအဲနည်းနည်းစိတ်ဝင်စားစရာကောင်းတယ်ဆိုတော့ပြောပြလို့ရနိုင်လားခင်ဗျာ။အော်ဟုတ်ကဲ့ဗျာအချုပ်ခံနေဘယ်လိုလွတ်လာလဲဆိုတော့အဲတော့ကျွန်တော်ကအဲ့လိုဒီအိုင်းလဲတွားဖို့ဆိုကျွန်တော်မှာစရေးစရာလည်းလုံလောက်မရှိဘူးအလုံလောက်မရှိတော့ကျွန်တော်ဘာလို့လဲဆိုတော့အလုံးဝင်လုံနေတယ်ပေါ့နော်အလုံးလုံးတစ်ခုလုံနေအဲအလုံးကလည်းခီးသွိုင်းနဲ့လောရတာဆိုတော့အဲကျွန်တော်ကျွန်တော်လည်းဂျီလိုလည်းလုံဆိုတော့ဘယ်လိုလုံးမလဲ ကွက်တီဖြစ်သွားတာပေါ့ကွက်တီဖြစ်သွားတဲ့အချိန်မှာအဲအုတ်တွင်းကိုဖျက်တဲ့အချိန်ပေါ့သူကအမှန်တော့ကျွန်တော်လည်းသူ့စစ်ကောင်စီကကောင်းမလဲမသိဘူးပေါ့စစ်သားမလဲမသိဘူးပတ်စံတောင်းတာပေါ့လမ်းမှာဟောကျွန်တော်မရှိဘူးဒီလောက်ပဲရှိရဲလို့အာယူသားလည်းပြောခဲ့တယ်ကိုဝင်လည်းပြောတော့သူကမဟုတ်ဘူးကျွန်တော်ကိုအဲ့လိုသူကအရဲဝင်းနေဆိုတော့ကျွန်တော်ကိုလည်းရန်ချတာပေါ့ရန်ချတော့ကျွန်တော် damage တွန်းလိုက်တာတွန်းလိုက်တဲ့အချိန်မှာဟောကျွန်တော်ဖမ်းတော့ဖမ်းသူသူတော်တော်ဖမ်းတော့မဟုတ်ဘူးသူ့လူတွေပါလာတော့ကနေဘာပဲကျွန်တော်ဖမ်းသွားရဖမ်းသွားပြီးတော့ တို့ကျွန်တော်ကိုအမေရောမင်းကဘုရားကောင်းလင်းပါလားညာလားဆိုဆွဲလာရန်လာလုပ်ပြီးတော့ခန်းခေါ်သွားရောအာဟိုလေရောကျွန်တော်ဖုန်းနေစစ်တယ်ဖုန်းနေစစ်ပြီးတော့သူ့သူ့တွန်းရမလားဆိုပြီးတော့ကျွန်တော်ဝိုင်းရိုက်တာလေးရှိရပြအာကန်ကောင်းရှင်တော့ကျွန်တော်ထီရနေပြီးတော့ကျွန်တော်ပတ်စံလိုက်ပြီးတော့ပြန်လွတ်ပြေးခဲ့တာဗျာဒါဆိုဘောနော်ကျွန်တော်တို့အခုဒေါ်လာရေးစားဆိုရင်စစ်တက်ကအရန်အားကောင်းတယ်အခု၄နှစ်တွင်းမှာဗောနော်ကိုကိုတိုင်းလဲနနက်ကင်ဒေါ်လာရေးလမ်းစစ်မှာပါနေတယ်ဆိုတဲ့အတွက်ဒီစစ်ကောင်စီက ဘယ်အရာတွေအားနေပြီဘယ်အရာတွေကလက်ရှိမှာအာတနေပြီလဲပေါ့နော်နောက်ချက်ကအာဒီချင်းဒီမှာစစ်ကောင်စီရဲ့အဓိကအားနေချက်တွေကရောဘာတွေဖြစ်ဖြစ်လဲဘာတွေတွေ့ရလဲပေါ့နော်အော်သူတို့သူတို့မှာအဓိကအားနေချက်ကတော့စိတ်တက်ပေါ့နော်စိတ်တက်သူတို့တော်တော်လေးလျော့ရဲလာတယ်ပေါ့ပြီးရင်သူတို့တိုက်ခိုက်သူတိုက်ပွဲတွေသွားမယ်ဆိုသူတို့ကြောက်လာလန်းလာလေးရှိတယ်ပြီးရင်သူတို့မှာအားနေချက်ကသူတို့လူအင်အားမရှိတော့တာအခုပေါ့နော်လူအင်အားမရှိတော့အခုနောက်ပိုင်းဆိုပေါ်တိုင်ဆွဲပြီးတော့ ဘယ်လိုပြောမလဲလူလူငယ်တွေကိုဆွဲထည့်လာတယ်အဲ့အချိန်မှာလူငယ်တွေကလည်းသူတို့မှဘယ်လိုပြောမလဲစစ်တိုက်ဖို့အတွက်တတိမရှိတတိမရှိရလားဆိုတော့မပြောတတ်ဘူးပေါ့ဒီသူတို့တွေပဲရောက်သွားလို့ပဲကြောက်ရွံ့လာမပြောတတ်ဘူးပေါ့အဲ့တခုတော့အားနေလာလို့ထင်နေကြပြီးလက်နဲ့သူတို့အားကောင်းလာတော့လက်နဲ့ပိုင်းကြတော့အားကောင်းလာတယ်ပေါ့ကျွန်တော်နောက်မိကုန်တစ်ခုအနေနဲ့ကတော့ဒီလူငယ်တယောက်အနေနဲ့ပေါ့နော်အနာဂတ်ပြည်တော်စုမြန်မာနိုင်ငံကြီးကိုဘယ်လိုပုံစံမျိုးနဲ့မြင်ချင်လဲခင်ဗျာ ဟုတ်ဟုတ်ကဲ့ဒါကျွန်တော်တို့နာကျွန်တော်မြင်ရှင်တဲ့ကောင်းမြတ်နိုင်ငံရတော့ဗောနော်ဖက်ဒရယ်ရတဲ့နိုင်ငံကြီးဗောစီစီလုံးလုံးနဲ့ဖက်ဒရယ်စနစ်ကိုအကျင့်တုံးတဲ့နိုင်ငံအဲ့လိုနိုင်ငံတခုဗောအဲ့လိုပုံစံနဲ့မြင်ရှင်တယ်ဒါကျွန်တော်ကတော့ပြခွဲမှုမရှိတော့ဘဲနဲ့ဗောနော်အာဒါဆိုရင်ကျွန်တော်နောက်ဆုံးအနေနဲ့ဗောနော်မြင်ချင်တာကျွန်တော်ကိုတော်လည်းပြီးသွားတဲ့အခါကျလို့ရှိရင်ရဲဘော်အနေနဲ့ကို့ဘွားကိုဘယ်လိုပုံစံပြန်လဲတိဆောက်ဖို့စိတ်ကူတာတွေရှိလဲဘာတွေဆက်လုပ်ဖို့စိတ်ကူတာတွေရှိလဲခင်ဗျာ ဟောကျွန်တော်ဒီတော်လိုင်းပြီးသွားရင်တော့ဗောနော်ဒီကိုပိုင်ဖြူပွားလေးတစ်ခုနဲ့ဗောပြီးရင်ကျွန်တော်ตาရဲမီဓာတ်စုပွားလေးပဲတီထောင်ပြီးတော့တနက်ကလည်းစုံစွတ်မယ်ဗျအဲ့လိုတတရာပဲနေတော့မယ်ဗျဒီတော်လိုင်းပြီးသွားရင်တော့ဟုတ်ကဲ့ပါခင်ဗျ အခုလိုမျိုးကျွန်တော်တို့ Federal Channel မြန်မာရဲ့တော်လန်သူတို့အတန်းအစည်းအဝေးမှာအချိန်ပြည့်ဖြစ်ကြပြီးတယ်ရဲဘော်ရဲ့အတွေ့အကြုံတွေညွှန်ပြပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါရစေကျွန်တော်ဒီ season ကိုစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့အမိဘပြည်သူတွေအနေနဲ့လည်းအာကျွန်တော်တို့ဒီတော်လန်ကြီးပြည်ပြည်ရဲဘော်တရားရဲ့အာဘဝဖြတ်တမ်းမှုအခြေအနေလေးတွေကိုနားဆင်ခံစားပြီးတော့အတွေ့အမြင်တွေရလိမ့်မယ်လို့မျှော်လင့်မိပါရစေစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့အမိဘပြည်သူများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကျေးဇူးများနဲ့ပြည့်စုံကြပါစေခင်ဗျာ